တန်ရင်းကြလိုက်တော့ဖြူစင်လာတဲ့ငယ်ဘွားအမတ်တရားတွေကိုသတိရမိကြမယ်ထင်ပါတယ်။ဟုတ်ပါတယ်။ဒါကတော့ကျမတို့ရဲ့ငယ်ဘွားတွေကိုအတိတ်ပဲရှိအောင်ပျော်စရာကောင်းဖန်တီးပေးနိုင်ခဲ့တဲ့ကြောင်းတဲ့ကြက်ဇလန်လေးပဲဖြစ်ပါတယ်။ဒီကြောင်လုတ်ပေးဖို့အတွက်တင်မြဗီဒီယိုတိုင်းနည်းမှာ တောင်းဆိုနေရတွေ့လို့ကျမတို့ရှင်တို့ထင်ဘက်ကနေပြီးတော့လုတ်ပေးလိုက်တာပါပြီးတော့အခုဒီဗီဒီယိုကိုကြည့်နေကြတဲ့သူတွေကိုလည်းဖြူစင်လွန်းတဲ့ငယ်ဘဝတွေစီကိုတစ်ခါပြန်ပြီးတော့အမှန်ရမိသွားကြတဲ့ချင်တာလည်းပါပါတယ် တကယ်ကြီးကျမတို့ရဲ့အတိတ်နဲ့ရက်တွေမှာကြောင်းသွားလိုက်စားလုပ်လိုက်ကြောင်းနဲ့ချက်လေးကြည့်ပြီး share လိုက်နဲ့အရန်ပြောစရာကောင်းတဲ့နေ့ရက်တွေရှိမယ်ဆိုတာကိုတော့အမှတ်ခံရပါတယ်ဒီလိုပြောစရာတွေပေးနိုင်ခဲ့တဲ့ 2MJ ဇလန်ရဲ့နောက်ကွယ်မှာကျိုးကန်ဖန်တီးသူတွေအများကြီးပါပဲဒါဆိုကျမတို့ရဲ့ငယ်ဘဝကျေးဇူးရှင်တွေကဘသူတွေလဲ 2MJ ဆိုတဲ့ကြောင်းနဲ့ချက်ရန်ဖြစ်နေကြတဲ့ဇလန်ကိုဘလို့ဖန်တီးနိုင်ခဲ့လဲဆိုတာပြပြပေးတော့ပါမယ်ရှင်တကယ်တော့ကြောင်းနဲ့ချက်ဇလန်ဆိုတာကြောင်းနဲ့ကောင်နဲ့ချက်တစ်ခေါင်ရန်ဖြစ်ကြတဲ့ဇလန်လေးတစ်ခုပါပဲ ဘာမှထူကြတာမဟုတ်ဘူး။အပြင်လက်တွေ့ဘဝမှာလည်းကြောင်နဲ့ကြက်နဲ့မတည့်ဘူးဆိုတာလူတိုင်းသိကြတာပဲလေ။ဒါပေမဲ့ထူဆန်းတာကဒီကြောင်လေးကိုပဲတကဘာလုံးကိုချပြသွားပြီးတော့အောင်မြင်ခဲ့တာ။အပိုင်းမောင်းရှာကျော်ရှိပြီးတော့အပိုင်းတိုင်းမှာလည်းပြေးလိုက်လွှားလိုက်၊ရံပြစ်လိုက်ပြန်ချလိုက်နဲ့အရန်ကြီးလိုကောင်းခဲ့တာ။ရိုးသားတယ်လို့မရှိဘူး။ဒါတော့စကားပြောတွေမပါသေးဘူး။ချစ်တာတွေမုန်းတာတွေနဲ့ဒရမာခင်းတာတွေမပါဘူး။တကယ်ကြီးကိုပဲကြောင်အကျက်ကိုဖမ်းလိုက်၊တကကြောင်ကိုပြန်ဆလိုက် ုံစံမျိုးစုံနဲ့ရံဖြစ်နေကြတာဒါပေမဲ့ဒါကိုကျမတို့စဲမမြဲကြီးခဲ့ကြတာထူဆန်းနေတယ်လို့ပဲကလေးမို့ကြီးခဲ့တာပေါ့ကွာဆိုပြရင်လည်းအခုအသက်ကြီးလာတဲ့အချိန်မှာပြန်ကြည့်ပြန်ကြိုက်တာပဲဒါဆိုရင်လူတိုင်းချိန်နေရတဲ့တူအမ်ချယ်ရီဇလန်းရဲ့နောက်ွယ်မှာစိတ်ဝင်စားဖို့ကောင်းတဲ့ဖန်တီးသူတချို့ရှိနေပါတယ်ဒါကတော့ဝီလီယံဟန်နာနဲ့ဂျွန်ဆက်ဘာဘဲရာတို့ပဲဖြစ်ပါတယ်သူတို့နှစ်ယောက်ကအနီမေးရှင်းလောကရဲ့အစောဆုံးပညာရှင်တွေလို့ပြောလို့ရတယ်ပြီးရင်တယောက်နဲ့တယောက်ကလည်းမတူညီတဲ့ကျွမ်းကျင်မှုကိုယ်စီနဲ့ ။ဘာပဲရောစကောင်ဖန်တီးရဲ့နေရာမှာထူးချွန်ပြီးတော့ဟန်နာကတော့ animation ဘက်မှာထူးချွန်တာပါ။ဒီတော့ဟန်နာနဲ့ဘာပဲရောနှစ်ယောက်ပေါင်းဆက်လိုက်ရင်ပြန်ဆန်ရှားတဲ့ animation တွေထွက်လာတော့တာပဲ။သူတို့ကအစရရအမြင်နေပြီးသားလူတွေဖြစ်ပြီးတော့သူ့နေရာနဲ့သူကတော့ဆရာဆရာကြီးပဲ။အဲ့ဒါတော့တူအမ်ဂျယ်ရီရဲ့အောင်မြင်မှုနဲ့အတူနှစ်ယောက်ပေါင်းပြီးတော့ကာတွန်းအမျိုးအစားပေါင်း250ကျော်လောက်ကိုထုတ်လုပ်ခဲ့ကြတယ်။ဒီထဲမှာတော့အလုံးသိကြတဲ့ Scooby Doo, The Flintstones, Super Friend နဲ့ Top Cat တို့လိုကာတွန်းကားတွေပါဝင်နေရပါဒါတွေကိုကြည့်ရင်တော့သူတို့တစ်ခက်တစ်ခါဘလောက်တောင်အောင်မြင်ခဲ့လဲဆိုတာကိုပြီးကြည့်စီရမလိုပါဘူးမှန်းကြည့်ုံနဲ့သိပါတယ်ဒီမတိုင်ခင်တုန်းကတော့သူတို့ကစတူဒီယိုတစ်ခုစီမှာအလုံးလုံးခဲ့ကြပြီးတော့အဲ့ဒီစတူဒီယိုတွေပိတ်လိုက်ရတဲ့အချိန်မှာတော့အလုံးလမဲ့ဖြစ်ခဲ့ရပါသေးတယ်ဒီလိုနဲ့1938မှာ Metro Goin Maya MGM Studio မှာနှစ်ယောက်သာတွေ့ဆုံခဲ့ကြတယ် MGM ဆိုတာကတော့ Tom and Jerry စကားစတိုင်း တွေ့တွေ့နေရတဲ့ဒီချင်းသိလိုကုန်းတဲ့ကုမ္ပဏီကိုပြောတာပါဒီတွေ့ဆုံမှုကတော့ဒီကမ္ဘာလုံးရဲ့ animation လောကကိုပြောင်းလဲပေးနိုင်မယ်ဆိုတာကိုတော့ဘယ်သူမှမသိခဲ့ကြဘူး1930လောက်ကဟန်နာကတောင်ကောင်ကကြက်ကိုလိုက်နေတာကိုတွေ့ခဲ့တယ်ဒါကသူ့အတွက်ရဲစရာတစ်ခုကိုမြင်ခဲ့တယ်ဒီကနေအကြံရခဲ့ပြီးတော့ဘာဘဲရာကိုပြောပြခဲ့ပြီးတော့ဇက်ကောင်တွေဇက်လန်းတွေဖန်တီးခဲ့ကြတာပေါ့ပထမဆုံးထွက်လာခဲ့တဲ့အကြောင်းနဲ့ကြက်အပိုင်းလေးကိုတော့ focus the ball လို့နာမည်ပေးခဲ့တယ် ဒီပိုင်းထဲမှာတော့ကြောင်ရဲနာမည်က Jasper လို့ခေါ်ပါတယ်။ကျော်လီကိုတော့နာမည်မပေးထားဘူး။ဒါပေမဲ့နောက်ပိုင်းမှာကျော်ရဲနာမည်ကို James လို့နာမည်ပေးခဲ့တယ်။ဒီအပိုင်းတော်လေးကလူဆိုင်အရန်များခဲ့ပြီးတော့အရန်အောင်မြင်ခဲ့တယ်။အဲဒါကြောင့်ပဲ MGN ကနေပြီးတော့ဒီဇလန်ကိုဆက်ပြီးတော့ထုတ်ခိုင်းခဲ့တယ်။ဆက်ထုတ်ခိုင်းတယ်လို့ပြောတာကပထမထုတ်တော့ကကျွန်တော်တောင်နဲ့ဆိုပြီးတော့သူတို့ကိုဆက်ပြီးတော့မထုတ်ခိုင်းခဲ့ဘူး။ဒါပေမဲ့အဲ့ဒီပထမဦးဆုံးအပိုင်းတော် Focus the Boot က Oscar ဝင်သွားလောက်အောင်အထီကိုအောင်မြင်ခဲ့တာဆိုတော့မတတ်နိုင်ဘူးလေ။ အဲ့ဒီအချိန်မှာပထမပေးထားတဲ့အကြောင်းနဲ့ချက်နာမည်ကိုပြန်ပြင်ရမယ်ဆိုတဲ့အတွေ့ရှိခဲ့ပေမဲ့ပေးစရာနာမည်ကစဉ်းစားလို့မရခဲ့ဘူးအဲ့ဒါကြောင့်စတူဒီယိုမှာရှိတဲ့သူတွေကိုနာမည်ရွေးပြိုင်ပွဲတစ်ခုလုပ်ခဲ့တယ်အကောင်းဆုံးနဲ့အလှဆုံးနာမည်တွေကိုရွေးမယ်ပေါ့ဂျွန်ခါလို့ခေါ်တဲ့တယောက်ကအဲ့ဒီဘက်ကမှနာမည်ကြီးတဲ့ Life of London စာအုပ်ထဲကအဓိကဆက်ကောင်တင်ငယ်ချင်းတယောက်ရဲ့နာမည်ကိုတင်ပြတဲ့အခါမှာတော့ထုတ်လို့သူတွေကအယံသဘောကျခဲ့တယ်အဲ့ဒီကနေစပြီးတော့ကျမတို့ရဲ့ငယ်ဘဝတွေကိုရွှေရောင်ပြောင်းပေးခဲ့တဲ့ 2M Cherry ဆိုတဲ့ series တစ်ခုက တကဘာလုံးစီကိုပြန်နှံလာခဲ့ပါတော့တယ်။ဒီလိုအောင်မြင်ရတဲ့နောက်ွယ်မှာလဲတမယိုးကြလန်စင်တွေကနေပြီးတော့ထိုးပေါက်ခဲ့ကြတဲ့ဟန်နာနဲ့ဘာဘဲရာတို့ရဲ့တက်တိတွေကြောင့်လို့လူတွေကထင်ကြတယ်။သူတို့တွေအလုလုနေကြတဲ့ MGM ကတော့မှကျွန်တော်တို့ဇလန်လို့ထင်ခဲ့တာကိုမယမကထုတ်ခဲ့တာကိုကြည့်ပြီးတော့ပြောကြတာထင်ပါတယ်။ဒါပေမဲ့တကယ်တော့ဒီလိုတက်တိရှိတိုင်းလဲအောင်မြင်တာမဟုတ်ဘူး။ကိုယ့်ရဲ့တုံမတူတဲ့အကြံတွေကိုစနစ်တကျတည်ဆောက်ထားဖို့လည်းလိုသေးတယ်။ဒီလိုမျိုးကိုယ့်ရဲ့အကြံတွေကိုစနစ်တကျတည်ဆောက်နိုင်တဲ့ဖန်တီးရှင်တွေကဖြစ်နေတယ်ဆိုရင်တော့ ကျမတို့ရွှေနှုတ် application တွေက original လို့ခေါ်တဲ့စာအုပ်ကိုဖတ်ကြည့်လို့ရပါတယ်။ဒီစာအုပ်ထဲမှာတော့မူရင်းဖန်တီးရှင်တယောက်ဖြစ်ဖို့အတွက်ကိုယ့်ရဲ့အကြံတွေကိုဘယ်လိုစနစ်တကျတည်ဆောက်ရမလဲ။ဘယ်လိုချပြရမလဲဆိုတာကိုအသေးစိတ်ရေးထားတာကြောင့်အကြံကောင်းဉာဏ်ကောင်းတွေရှိတဲ့သူတွေအတွက်လိုလိုအပ်တဲ့စာအုပ်တုံးဖြစ်မယ်ဆိုတာအမှတ်ခံပါတယ်။အခုလောလောဆယ်တော့တောင်နေတဲ့အောင်မြင်မှုအကြောင်းကိုပဲဆက်ပြီးတော့ပြောကြရအောင်။တို့ရဲ့အောင်မြင်မှုအကြောင်းကိုပြောရရင်တော့ခြံထားလို့မရတဲ့ကာလအပိုင်းခြားတစ်ခုရှိတယ်။ဒါကတော့ 1940ရာနှစ်ပြီးတော့1960ဝန်းကျင်လောက်အထိပါဒီကာလကငွေရင်းဖန်တီးရှင်တွေတခြားကိုင်းနေတဲ့ကာလပဲရှိသေးတယ်။စုစုပေါင်းဇလန်းတို့114ခုထုတ်လုပ်ခဲ့ပြီးတော့တစ်ပိုင်းနဲ့တစ်ပိုင်းကပြေးလိုက်လွှမ်းလိုက်ဖမ်းလိုက်ရံဖြဲချလိုက်ပြင်ဆင်ချလိုက်နဲ့အတော်ကြီးလိုကောင်းခဲ့ရပါပြီးတော့ဇလန်းတို့တိုင်းမှာစကားပြောကန်တခမ်းမှမပါဘူးဒါပေမဲ့ကလေးတွေရောနားလည်နိုင်တယ်ဒါပေမဲ့တွန်အန်ဂျယ်ရီဇလန်းနိုင်ရဒီလိုမျိုးယုံရှင်းနေရတော့မဟုတ်ဘူးဥပမာတကတ်ကွန်ချက်တိုနဲ့ ဂျော်မော့စ်လိုအပိုင်းတူတွေဆိုရင်တကယ့်ပညာရှင်တွေကိုယ်တိုင်ဖန်တီးထားတဲ့ဂီတပညာရဲ့တူထည့်သွင်းထားတာပါတီးခတ်တဲ့ပုံစံတွေကအစမလွဲရအောင်ဖန်တီးထားတာဖြစ်ပြီးတော့ဟာတလေတွေကိုပါမဖြစ်ဖြစ်အောင်ထည့်ထားတာဆိုတော့ဘာလို့သေးလဲဒီလိုကျန်းထောင်နေတဲ့ဇလန်းတွေကြောင့်ပဲအော်စကာစကားတင်73ညတိုင်ဝင်ခဲ့တဲ့အပြင်ကမှခုနှစ်ကြိမ်အော်စကာရခဲ့ပါသေးတယ်။ဒါကတော့တမိုင်းတစ်ချက်မှာဘယ်အနီမေးရှင်းမှမကျော်နိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒီဇလန်နေထဲမှာတော့ကြောင်နဲ့ချက်ကမင်းသားတွေဆိုပေမဲ့သူတို့ရဲ့ဇာတ်ကိုပိုတက်ဝေအောင်ပံ့ပိုးပေးကြတဲ့ဇက်ပိုလေးတွေလည်းပါပါတယ်။သူတို့တွေကတော့ spy လို့ခေါ်တဲ့ခတ်တုံးခွေးဘလူးကြီးရဲ့ထိုင်းလို့ခေါ်တဲ့စစ်ဖို့ကောင်းတဲ့သူသားလေးရဲ့ toffee လို့ခေါ်တဲ့ jerry စီမှာကြွတကောင်လုံးနေထိုင်နေရလာတင်နေတဲ့အစားငန်းနဲ့ကြွလေးလည်းပါပါတယ်။ကောင်းပိုင် style နဲ့ဂီတာတီးနေတဲ့ jerry ရဲ့ဦးလေးလည်းပါသေးတယ်။ jerry မှာကတော့ဦးလေးပဲရှိတာမဟုတ်ဘူး။ freddy လို့ခေါ်တဲ့သူ့ကိုဝမ်းခွဲလေးရှိတဲ့အပြင် ခုခုလို့ခေါ်တဲ့ငွေချင်းငလေးတစ်ကောင်လေးရှိပါသေးတယ်။ဒီငလေးကတော့ဘာစကားမှမပြောကြတဲ့ဇလန်းမှာစကားအများဆုံးလို့ပြောလို့ရတယ်။ပြီးတော့တစ်ဖက်သားကလည်းအယုံလဲပြီးတော့တုံမြက်စားဖို့ကြံနေမှခံနေရတဲ့ဇကောင်တွေတော့ငှက်လို့ပြောရင်လည်းမမှားပါဘူး။တစ်ချိန်ကအရန်ချစ်တယ်ဆိုတဲ့ဇကောင်ကိုယုံခဲ့ကြတဲ့လူတွေလို့ပေါ့။တုံအတွက်ကတော့သူ့ရဲ့ glow လို့ခေါ်တဲ့ကြောင်မလေးတစ်ကောင်ရှိပြီးတော့ကြောင်တိုင်းနီးပါးအပြိုင်ဆိုင်ပိုးပဲနေရတာပါ။ပြီးတော့ bat, mi hat နဲ့ lightning တို့လို့ လမ်းမရကြောင့်ငွေစင်းတွေလည်းရှိပါသေးတယ်။အခုဒီဗီဒီယိုကိုကြည့်နေကြတဲ့သူတွေရောဘလို့ဇက်ပို့တွေကိုမှတ်မိကြသေးလဲဆိုတာကို comment ထဲမှာဖြေပေးသွားကြပါအောင်ရှင်။ဒီဇက်ပို့တွေထဲမှာတော့အားလုံးရဲ့စိတ်ဝင်စားမှုရထားတဲ့တယောက်ရှိပါသေးတယ်။ဒါကတော့ပထမဆုံးထွက်ခဲ့တဲ့အပိုင်းမရင်ပါလာတဲ့ Mummy to Show လို့ခေါ်တဲ့မိမကြီးတယောက်ပါပဲ။အမားတွေအမြဲလုပ်ပြီးတော့စွတ်တောင်မဖမ်းနိုင်တဲ့တွန်ကိုအမြဲရဲလေးရှိပြီးအိမ်ကမောက်ထွက်တဲ့မိမကြီးပေါ့။ဒီမိမကြီးကြောင့်လေတွမ်ဂျယ်ရီကလူမျိုးရေးခွဲခြားတဲ့ဘာသာနဲ့ဝေဖန်မှုတွေရှိခဲ့ပါသေးတယ်။ ပြီးတော့တလေးဆန်ညင်မန်းလေးဆန်ရဲ့တွေဆိုပြီးတော့လည်းပြောခဲ့ကြသေးရပါဒီလိုအောင်မြင်ခဲ့တဲ့ Dream Jerry ဇလန်းကတော့ version အမျိုးမျိုးနဲ့ထွက်ခဲ့ပါသေးတယ် MGM Studio ကနေပြီးတော့ Hana နဲ့ Barbara နဲ့ထွက်ပြီးတော့ Hana Barbara ဆိုတဲ့ Studio တစ်ခုတည်ဆောင်ခဲ့ကြတယ်ဒါကြောင့်မယ်နောက်ထပ် animation ကျွမ်းကျင်တယောက်ဖြစ်တဲ့ Jin Times ကိုလွှဲပြောင်းပေးခဲ့ရပါတယ်သူတို့ရဲ့လက်ထက်မှာတော့နောက်ဆုံးထုတ်ခဲ့တဲ့အပိုင်းက Blue Cat Blue လို့ခေါ်တဲ့အပိုင်းလေးပါဒီနာမည်ကိုမသိရင်တော့မှ Tom နဲ့ Cherry အသေးကွက်ခဲ့ရတဲ့အပိုင်းလို့ပြောရင်လူတိုင်းသိပါတယ် ဒီပိုင်းကတော့နောက်ဆုံးမိတ်အိတ်နဲ့လွယ်ဆိုသလိုပဲတခြားအပိုင်းတွေနဲ့လုံဝအောင်မတူတာပါပျော်စရာကောင်းနေတဲ့တွမ်နဲ့ချယ်ရီရဲ့ဘဝတွေကိုအစ်စ်ဆိုရာကြီးဝင်လာခဲ့တာနေပြီးတော့ပြဿနာစတာပါတွမ်ကိုသူ့ရမ်းချတဲ့ကြောင်မလေးအတွက်ငတုံးကားတယောက်လိုပုံဖော်ထားခဲ့ပါတယ်ဒါပေမဲ့ဒီချိန်ကတွမ်အတွက်ပျော်စရာအကောင်းဆုံးအချိန်တွေပဲကောင်မလေးကတော့ချမ်းသာတဲ့ဘက်ရှနာကိုပဲလိုက်သွားတဲ့အချိန်မှာတွမ်တကောင်သူစက်ကုတ်ထားတဲ့ငွေတွေကိုအကုန်သုံးပြီးတော့လက်ဆောင်တွေဝယ်ပေးခဲ့ပြီးတော့ပြန်ပြီးတော့ပိုးပန်းခဲ့တယ်ဒါပေမဲ့ ူပေးနိုင်တဲ့ပမာဏဘက်ရှ်ပေးနိုင်တဲ့ထက်အစပေါင်းများစွာကွာနေရပဲ။ဒါကိုကြည့်ပြီးတော့ဂျယ်ရီကအချင်းအိမ်ကန်ကောင်းနေရထင်နေခဲ့တာ။ဒါပေမဲ့နောက်ဆုံးမှာတော့သူ့ကောင်မလေးလဲသူ့ထက်အစအစရရတာတဲ့ကျွတ်တဲ့ကောင်စီပါသွားတာပါပဲ။ဒီဇလန်ကတော့ဟန်နာနဲ့ဘာဘဲရာရဲ့နောက်ဆုံးအပိုင်းဖြစ်တယ်လို့ကျမတို့အတွက်လည်းအရန်ကိုဝမ်းနည်းစရာဖြစ်နေခဲ့တာပါ။နောက်ပိုင်းဂျင်းတိုင်းရဲ့လက်ထက်ကိုရောက်လာတော့အောင်ပြမှုကတိတ်မရတော့ဘူး။ဂျင်းတိုင်းကအများကြီးစူးစမ်းခဲ့ပေမဲ့အရင်တော့လောက်တော့လူတွေကမကြိုက်ကြတော့တယ်လို့ အရင်လုံဟာသားတွေနဲ့ကောင်းမွန်တဲ့အရေးသူတွေကိုတော့ပြန်မရခဲ့ရတော့အမှန်ပါဒီလိုနဲ့ချက်ကျုံစီရောက်လာပြန်တယ်သူခင်မှာတော့ပိုကောင်းတဲ့ပုံစံတွေနဲ့ထုတ်လုပ်ခဲ့သေးတယ်ဒါပေမဲ့ဟန်နာနဲ့ဘာဘဲရာခေတ်လောက်ကတော့မအမြင်ခဲ့ဘူး1990နောက်ပိုင်းမှာတော့ဟန်နာနဲ့ဘာဘဲရာပြန်ဝင်လာပြီးတော့နောက်ထပ်ပုံစံအစ်စ်တစ်မျိုးနဲ့ပြန်ပြီးတော့အသက်သွင်းခဲ့တယ်အဲ့နောက်ပိုင်းမှာတော့တူအမ်ဂျယ်ရီကိုအပိုင်းရှိတွေနဲ့တွေ့မြင်လာရတယ်တချို့အပိုင်းတွေဆိုရင်တော့စကားပြောတတ်တဲ့ပုံစံနဲ့ပါချက်ပြတ်လာခဲ့တယ် ပြီးတော့အခုလက်ရှိပိုင်ရှင်ဖြစ်တဲ့ Warner Brother ကနေပြီးတော့2002ခုနှစ်မှာထုတ်မဲ့ The Magic Ring ဆိုတဲ့စကားရှိတကားကိုလည်းနှစ်ယောက်ပေါင်းပြီးတော့ထုတ်ခဲ့ကြပါတယ်။ဒီသတင်းကတော့ Tom Jerry ချစ်သူတိုင်းအတွက်သတင်းကောင်းတစ်ခုဖြစ်ခဲ့တာတော့အမှန်ပဲ။သူတို့နှစ်ယောက်ပေါင်းစည်းမှုတွေကိုနောက်ထပ်အများကြီးမြင်ရအောင်မယ်ဆိုတဲ့စိတ်နဲ့ဝမ်းသာခဲ့ရတဲ့အချိန်တွေပါ။ဒါပေမဲ့စကားအတွက်အကုန် ready ဖြစ်နေတဲ့အချိန်2002ခုနှစ်မှာပဲကျမတို့ရဲ့ငယ်ဘဝပျော်ရွှင်လေးတွေကိုဖန်တီးပေးခဲ့တဲ့ William Hanna တယောက် သူ့ရဲ့ကြောင်နဲ့ကြက်လူတွေကိုနှုတ်ဆက်ရင်းနဲ့လူမှုအရရကနေထွက်ခွာသွားခဲ့ပါတော့တယ်။သူမရှိတော့ပေမဲ့တရမ်ဂျယ်ရီကတော့ဆက်လက်အသက်ဝင်နေဆဲဖြစ်ပြီးတော့နောက်ထပ်ဇလန်ရှိတွေအများကြီးထွက်လာသေးတယ်။ဒီလိုနဲ့2006ခုနှစ်မှာဗာဘဲရာတယောက်လည်းသူ့ပေါ်လာရဲ့နောက်ကိုလိုက်သွားခဲ့ပါတော့တယ်။သူတို့ရဲ့အမွေနစ်တွေကအခုအချိန်အထိကဘာကြီးဘက်မှာတည်ရှိနေပြီးတော့ဘယ်အချိန်ထားကြည့်ကြည့်ပျော်စရာကောင်းနေတဲ့ကာတွန်းလေးတွေအဖြစ်တည်ရှိနေအောင်ထားခဲ့တာကိုပဲကျေးဇူးတင်ရတော့မှာပါ။ဒီလိုအမွေနစ်တွေကိုထိန်းသိမ်းဖို့လဲ အခုပိုင်ရှင်ဖြစ်သူဝါနာဘရန်တာဘက်ကနေပြီးတော့အတက်တိုင်ဆုံးစူးစမ်းနေသေးပါ2021ကတော့မှ Twin Cherry ကို live action အနေနဲ့ထုတ်လုပ်ခဲ့ပြီးတော့ငယ်ဘဝစက်ကောင်တွေကိုတနည်းတစ်ပုံနဲ့အမှတ်ရနိုင်စေအောင်လုပ်ပေးခဲ့ပါသေးတယ်။နောက်ပိုင်းမှာလည်းဒီလိုစက်ကားမျိုးကိုထုတ်လုပ်မယ်ဆိုတာကိုဝါနာဘရန်တာဘက်ကပြောထားပါသေးတယ်။ဆိုတော့အနာဂတ်မှာတော့ကြောင်တဲ့ချက်ကိုဘလိုပုံစံမျိုးနဲ့မြင်တွေ့ရအောင်မလဲဆိုတာကတော့ရှင်းခုံစရာကောင်းနေတာပါ။အခုပြပြသွားတာကတော့ကျမတို့ရဲ့ငယ်ဘဝကိုအတိတ်ပဲအများကြီးရှိအောင်လုပ်ပေးခဲ့တဲ့ ဂျာမန်ချစ်ဇလန်အကြောင်းပဲဖြစ်ပါတယ်။ဒီဇလန်ကိုတော့ဝီလီယံဟန်နာနဲ့ဂျိုဇက်ဘာဘဲရာတို့နှစ်ယောက်ပူးပေါင်းပြီးတော့ထုတ်လုပ်ခဲ့ကြတာပါ။သူတို့ကြောင့်ပဲကျောင်းအဆင်းလာရင် TV ပြပြဖွင့်ရတာနဲ့အမေစီမှာအဆူခံရတာနဲ့ကျောင်းဆင်းအင်ကြီးတော်မလဲနိုင်မဲနဲ့ဇလန်အပိတိကြီးခဲ့ရတဲ့ပျော်စရာငယ်ဘဝတွေကိုကျမတို့အားလုံးပါဆိုင်ခဲ့ကြရမယ်လို့ယုံကြည်ပါတယ်။ကျမတို့ရဲ့ဗီဒီယိုတိုင်းဒီပါမှာတောင်းဆိုနေတဲ့အကောင့်ပါရှင်လဲသဘောကျနှစ်သက်မယ်လို့ထင်ပါတယ်။ကို့အနေနဲ့လည်းနောက်ထပ်သိကျင်တဲ့အကြောင်းတွေရှိတယ်ဆိုရင် ထပ်ပြီးတော့တောင်းဆိုလို့ရပါတယ်ရှင်။ဒါနဲ့အခုဒီဗီဒီယိုကိုကြည့်နေကြတဲ့လူတွေအနေနဲ့ရောကြောင်နှက်ချက်နဲ့ပတ်သက်ပြီးတော့ဘလုံငယ်ဘွားတွေရှိကြလဲဆိုတာကိုကွန်မန့်ထဲမှာဖြည့်သွားပြီးတော့ပြန်မရနိုင်တဲ့ငယ်ဘွားတွေကိုပြန်ပြီးတော့လွန်ကြရအောင်ရှင်။ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအသံနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။